အားလုံးပဲမင်္ဂလာပါအဲဒီနေ့မှာနည်းနည်းလေးပြည့်စက်ပေးကြတာလည်းရှိပါတယ်အခုဆိုရင်ဒီမြန်မာနိုင်ငံလူတွေကလည်းခီးသွားတာတွေကိုအရန်ဝါသနာပါတယ်ပေါ့အခါလေးဆိုကျွန်မတွေ့ရတာ blogger တွေပါတယ်အခုဆိုရင်ဒါ travel blog တွေပါတယ်ရိုက်ကြတွေ့ရပေါ့နောက်တစ်ခုကဒီ hotel life တွေမှာအလုပ်လုပ်ရလဲချက်ချင်ကြတယ် travel and tour တွေလည်းတွားကြတယ်တွေ့ရတယ်အဲ့ဒါမျိုးတွေအတွက်စိတ်ဝင်စားရဆိုရင်ဒါမြန်မာနိုင်ငံက ဒီကျောင်းသူကျောင်းသားတွေအတွက်ပေါ့နော်အတန်မှကောင်းတဲ့ကျောင်းလေးတစ်ကျောင်းရှိပါတယ်။သူကတော့ဒါဒီလိုမှရှိတဲ့ဆွဇလန်နိုင်ငံမှာလည်းတရှိရဲဒါကျွန်တော်တို့ဟိုကဘာအဆက်မှာဆိုရင်နံပါတ်1ရှိရဲ SHMS ဆိုတဲ့ကျောင်းလေးနဲ့ကျွန်မမြင်ဆက်ပြီးကျင်ပါတယ်။အဲ့တော့ဒီကျောင်းလေးမှာဘယ်လိုလူတွေကျောင်းထွက်လို့ရတာလဲ။ဒီကျောင်းကရောဘယ်လိုအခွင့်အလမ်းတွေရှိရလဲလို့မြင်မယ်ဆိုရင်ကျွန်တော်တို့ဒီကျောင်းလေးမှာဆိုလို့ရှိရင်ဒီမြန်မာနိုင်ငံနေပြီးတော့ GDP ထားတဲ့သူတွေ မြန်မာစနစ်ဟောင်းစနစ်ပြီးထားတဲ့သူတွေအခုဘလော့လက်လက်မှအောင်ထားတဲ့ Great Tour မြန်မာစနစ်တဲ့ Great Tour အောင်ထားတဲ့သူတွေဒါအပြင်ကိုပဲ IGCC အောင်ထားတဲ့သူတွေဒါတက်လို့ရပါတယ်ဒီလို education ပညာရေးရှိတဲ့ကျောင်းသူကျောင်းသားတွေတက်မှာဆိုရင်ဒီကျောင်းမှာဆိုကျွန်တော်၃နှစ်တက်ယူနေတယ် Bachelor degree ရရှိမှာဖြစ်ပါတယ်အဲ့တော့ဒီ bachelor degree တက်တဲ့ခါမှာလဲကျောင်းသူကျောင်းသားတွေအတွက်အကျိုးကျေးဇူးရှိတာဘာလဲဆိုတော့ကျွန်တော်တို့စာတွေက6လလက်တွေက6လပုံစံနဲ့စက ဲ့တော့ကလေးတွေကစာတွေးတင်နေရင်းမှလည်းတွေ့လို့ရတယ်။အဲ့ဒါပြီးသွားရင်လည်းကျွန်တော်တို့6လနောက်ထပ် internship ဆိုတဲ့ဟာကြီးဆင်းရတယ်။အဲ့ဆင်းတဲ့အခါမှာလည်းကျွန်တော်လောက်ခလာစာရပါတယ်။တစ်လောက်ဆိုစွန်းဟိုပေါ့ဆွစ်ဇာလန်ဒေါ်လာပေါ့နော်။အဲအနည်းဆုံး2000လောက်ပတ်ချက်လည်းလောက်ရချပါတယ်။ဒါကတော့သူတို့ရတဲ့အလုပ်ပုံမှန်မတူကြဘူးပေါ့နော်။ဟုတ်၃နှစ်တည်းရမယ်။အထူးသဖြင့်ကျွန်မဟာတဲ့လုပ်ချင်တဲ့တစ်ခုရှိပါတယ်။ကျွန်တော်တို့မြန်မာနိုင်ငံကနေပြီးတော့ Asian team HND ကိုမမ level 5ကိုမမ business နဲ့ပြီးထားတဲ့ကျောင်းသူကျောင်းသားတွေဆိုရင်ဒီကျောင်းမှာတော့နဲ့တက်ဆရာမလိုတော့ပါဘူးမလိုတော့ပဲねကျမတို့ဘလောက်တက်ရလဲဆိုလို့ရှင်ကျမတို့အမ်အနည်းဆုံးတစ်နှစ်ပဲတက်ရုံနဲ့နေနေဒီကျောင်းလာက ကုန်ကျစရိတ်လည်းတတ်တာမယ်နောက်တစ်ခုကစာရိယ6လလက်တွေ့ရ6လနောက်ဆုံးနှစ် final year ကိုတန်ပြီးတော့တက်ရပါတာဖြစ်ပါတယ်အဲဒါကြောင့်မို့လို့ကျွန်တော်တို့ဒီကြောင်းလေးမှာတက်ချင်တယ်ဆိုရင်ဒါကျွန်တော်တို့ company ကိုလာပြီးတော့ဆက်သွယ်ပါကျွန်တော်တို့ Ferry Education နေပြီးတော့ပ ခါမဲ့ကူညီပြီးတော့ဆောင်ရွက်ပေးပါတယ်နောက်တစ်ခုကအကြောင်းအရာကကုန်ကျစရိတ်လေးပေါ့အကြောင်းအရာကကုန်ကျစရိတ်လေးမှာဆိုလို့ရှိရင်တစ်နှစ်ကိုအကြံဉာဏ်ဖြင့်နေတာရော စားတာရောအပီစီဆိုရင်ကျွန်တော်မြန်မာဝင်နေဆိုရင်ဒါ3800 2000လောက်ပတ်ဝန်းကျင်ကုန်ပါတယ်ဒါလည်း အရေးချပေးလို့ရပါတယ်ရှင်။နောက်တစ်ခုဆိုလို့ရှင်ဒါဗီဇာရာခိုင်နှုန်းပေါ့နော်။ဒါဆွစ်ဇာလန်ဗီဇာရေဆိုတော့ကျွန်တော်တို့ဇာတ်လမ်းကြောင်းသူတွေအတွက်ကျွန်တော်ဆွဲဗီဇာရှောက်ကြတယ်။ကျွန်တော်စီမှာတော့အခုချိန်ထိပြန်ရခိုင်နှုန်းဗီဇာကို approve rate ထွက်ပါတယ်။အဲ့ဒါကြောင့်မလို့ဗီဇာမရဖို့လဲမဖြစ်ပါနဲ့။ကျွန်တော်တို့ early education နဲ့ပြီးတော့အစအဆုံးကျွန်တော်ရှောက်တာတွေရောဆွစ်ဇာလန်ဗီဇာရှောက်တာတွေရောဘုဘက်မှာကြာကြောင်းမှလည်းအဆောင်တစ်ခါတည်းပြီးတဲ့အတွက်ကြောင့်မလို့စာဖို့တော့ဖို့ပါတစ်ခါတည်းပါပြီးသားပါ။ဆောစောပြောလိုက်တဲ့ကျောင်းလာကတိတ်နှစ် 2000လောက်ကျတယ်ဆိုတော့လည်းကျောင်းသားကရောနေတာစားတာရော အကုန်လုံးကျောင်းကနေပြီးတော့တာဝန်ယူပေးထားပါတယ်ရှင်။အဲ့တော့တကယ်လို့ SHMS ကိုတက်ချင်တဲ့ဆွစ်ဇာလန်နိုင်ငံမှာ Hotnet Tourism နဲ့ပတ်သက်ပြီးတော့ကြောင်းထပ်ဖို့စိတ်ဝင်စားရဆိုရင်ကျွန်တော်တို့ Early Education အမြဲတမ်းဆက်သွယ်လိုက်ပါရှင်။ကျေးဇူးတင်ပါတယ်။